မင်္ဂလာပါရှင်ရှန်ဂိုမီဒီယာကနေကြောက်တလုံးကြီးမျိုးတွင်ရင်စီကန်လန်စီကန်အသိပညာပေး လက်ကန်းစားဆောင် ဖြန့်ဝေတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင် ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တွင်ပြည်သူများရင်းစည်းကမ်းလမ်းစည်းကမ်းကိုပုံမိုတိရှိလိုက်နာ၍ရင်းအနေကင်းရှင်းစေရန်ရည်ရွယ်၍ရင်းစည်းကမ်းလမ်းစည်းကမ်းအသိပညာပေးလက်ကမ်းစားဆောင်ကိုကြောက်တလုံးကြီးမြို့မိန်လန်းမော်တွင်လှူရှားသွားလာလျက်ရှိသောပြည်သူများအားအပီလ3ရက်နနက်9နာရီခွဲကဖြန့်ဝေခဲ့ပါသည်လက်ကမ်းစားဆောင်ဖြန့်ဝေရာတွင် ကြောက်တလုံးကြီးမျိုးအုပ်ချုပ်ရေးမှုဦးတန်းနိုင်နေမြရာရဲစခန်းမှုရဲအုပ်ဆောင်ဝင် ဌာနဆိုင်ရာပူပေါင်းအဖွဲ့များကပြည်သူများလက်ဝဲရောက်ဖြန့်ဝေကြပြီးအဆိုပါလက်ကမ်းစာဆောင်ကိုရှမ်းပြည်နယ်အစိုးရအဖွဲ့လမ်းအငယ်ကင်းရှင်ကောင်စီမှထုတ်ဝေ၍စာဆောင်အတွင်းနေရာလိုက်ရင်တိုက်မှုနိုင်ရှင်ချက်2020ပြည့်နှစ်ရန်နယ်ကင်းရှင်ရင်နဲ့မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေရင်မမောင်းမီစစ်ဆေးပါရင်တိုက်မှုဖြစ်လျက်မိမိရန်အားကြောတက်နိုင်ကြောင်းအချက်ပြခြင်းမော်တော်ဆိုင်ကယ်မောင်းနှင်သူများလိုက်နိုင်ရမည်စီကံရင်မောင်းသူများလိုက်နိုင်ရ မြင်အချက်ရက်တက်ခြင်းမပြုရသည့်နေရာများစသည်တို့ကို အသိပညာပေးထည့်သွင်းဖော်ပြထားကြောင်းသိရပါတယ်။အဲ့ဒီနောက်ဌာနဆိုင်ရာတာဝန်ရှိသူများကလမ်းသွာလမ်းလာပြည်သူများရန်ရဲကင်းရှင်းစေရေးမော်တော်ဆိုင်ကယ်စီးနှင်းသူများဆိုင်ကယ်စီးအုပ်ထုပ်စနစ်တကျဆောင်စီခြင်းနဲ့မော်တော်ကားစီးနှင်းသူများထိုင်ကုန်ကပတ်တက်ဆင်ကြရန်မှာကြားဆောင်ရွက်ကြကြောင်းသိရှိရပါတယ်ရှင်